ချစ်တော်မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့ရှေးဆွနှုတ်ခွန်းဆက်သခြင်းပါတယ်။ယခုလိုမင်္ဂလာရှိတဲ့နေတူနေ့မြတ်ပြန်လဲပြီးတော့ဘုရားသခင်ကကျွန်တော်တို့အတွက်မွမ်းမံပေးတဲ့အခါမှာဒီနေ့အထူးကောင်းမြတ်တဲ့ဘုရားကောင်းကြီးပေးတဲ့နေ့လိုပဲကျွန်တော်တတ်မှတ်ပြီးတော့ဘုရားသခင်ကိုကျွန်တော်ချီးမွမ်းကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့။နောက်ဘုရားသခင်ကကျွန်တော်အားလုံးကိုနေ့ရက်စဉ်တိုင်းအသစ်တွေနဲ့မွမ်းမံပေးတယ်အသစ်တော်ကောင်းကြီးတွေပေးတယ်နေ့တိုင်းနေ့တိုင်းကျွန်တော်အားလုံးတရက်ပြီးတရက်ကြော်ဖြတ်ရတော့ခွင့်ပေးတော်မူတဲ့အပြင် တနေ့ပြီးတနေ့လည်းပဲကျွန်တော်ကတော့ရှင်ကြော်လွားပြီးတော့ယနေ့ဒီချိန်ကဒီအသက်ရွယ်ထည်အသက်ရှင်ခွင့်ရနေတာဟာဒါကတော့ရှင်တော့ဘုရားသခင်ရဲ့မုံမြတ်တဲ့ကောင်းကြီးစုကျေးဇူးဖြစ်တယ်။အဲဒီကောင်းကြီးစုကျေးဇူးတွေကိုကျွန်တော်ကိုယ်တိုင်ကခံစားရတဲ့ခါမှာဒီနေ့ကျွန်တော်ကိုယ်တိုင်စိတ်ရောကိုယ်ပါရှင်လန်းဝမ်းမြောက်စွာနဲ့ဒီနေ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးတော့ကျွန်တော်ခံယူကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာလို့ရှင်ချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်သတင်းစကားကတော့ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းတော့ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်း ဒီနေ့ဘုရားကိုဆုတောင်းတဲ့အခါမှာကျွန်တော်အားလုံးကဘုရားသခင်ကိုတကယ်ပဲယုံကြည်ကိုးစားတည်ဝင်စွာနဲ့ကျွန်တော်ဆုတောင်းမှုရန်အတွက်အလုံးမပင်ယေကြည်တယ်နော်ဒါကြောင့်ဆုတောင်းခြင်းရလို့ရှိရင်ကျွန်တော်အားလုံးအတွက်အယေကြည်ဆုံးသော အချက်ထဲမှာပါဝင်တယ်ဘုရားသားသမီးမှန်ရင်ကျွန်တော်အားလုံးကအမြဲတမ်းပဲဆုတောင်းခြင်းမှုအမြဲပြုရမှာဖြစ်တယ်ဒါမှကျွန်တော်ရဲ့ဝိညာဉ်ရေးအသက်တာလည်းပဲပုံမှုပြီးတော့ ရှင်သန်ပြီးတော့ဘုရားသခင်ကျွန်တော်နဲ့အတူရှိပြီးတော့ဘုရားနဲ့စကားများများပြောလေသင်ရဲ့ဘဝတတာကပို့ပြီးတော့တာယာလာလေလေဝါပြောလာလေလေပျော်ရွှင်လာလေလေဝမ်းမြောက်လေလေဖြစ်မှဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ဘုရားသခင်တန်ပါတို့ယုံကြည်ခြင်းအဖြစ်ကျွန်တော်စက္ကအံ့နိုင်ပြီးတော့ဆူတောင်းခြင်းအမှုကိုပြုတ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့အာရနဲ့အေးဝအပြည့်မပြုတ်မီတော့တော့ရှင်တော့ဘုရားနဲ့တို့ကဓာတ်ရိုက်တော့ဆက်သွယ်ပြီးတော့ ဘုရားနဲ့ဆွေးနွေးတိုင်ပင်လို့ရတယ်ဓာတ်ရိုက်ဘုရားနဲ့မျက်နှာချင်းဆိုင် စကားပြောပြီးတော့ဆွေးနွေးတိုင်ပင်ပြောဆိုကြတာကိုတွေ့ရလိမ့်မယ်အဲ့ဒီအခွင့်အရေးကိုရရှိတာဖြစ်တယ်ဒါပေမဲ့လည်းပဲအပြစ်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာအပြစ်ကြောင့်ကျွန်တော်လူသားတွေကတို့ရှင်ဘုရားနဲ့လူနဲ့ဆက်ကြတာတို့ရှင်เนาะအဲ့ဒီတိုင်းကြီးချလိုက်တယ်လို့ပဲစီချလိုက်တာဖြစ်တယ်เนาะကျွန်တော်ဘုရားသခင်နဲ့မျက်နှာချင်းဆိုင်စကားပြောလို့မရတော့ဘူးဒါပါကြောင့်လဲဆိုတော့အပြစ်ကြောင့်ဖြစ်တယ် ဒါကြောင့်အာရာနဲ့အေဝါရဲ့ရရှိခဲ့တဲ့အခွင့်အရေးကတော့ဖျားနဲ့မျက်နှာချင်းဆိုင် အဖေနဲ့မိဘနဲ့သားသမီးနဲ့เนาะကျွန်တော်ကဆိုရှင်မျက်နှာချင်းဆိုင်စကားပြောခွင့်ရတယ်လို့မျိုးเนาะအခွင့်အရေးကိုရရှိခဲ့တာဖြစ်တယ်။ဒါပေမဲ့လည်းပဲလူသားရဲ့ရွေးချယ်မှားယွင်းမှုကြောင့်ပဲအပြစ်တရားကြောင့်ကျွန်တော်အားလုံးကလူနဲ့ဖျားဆက်ကြမှလို့ရှင်အတားဆီးကြီးလို့ဖြစ်သွားခဲ့တာတွေ့ရမယ်။ဖျားရှင်ရဲ့ချစ်ချင်းမေတ္တာကြောင့်ဖျားသခင်နဲ့လူတို့ဆူတောင်းခြင်းဖြင့်ကျွန်တော်ပြန်ပြီးတော့ဆက်သွယ်နိုင်ပါတယ်။ နော်ဆွေးနွေးတိုင်ပင်လို့လည်းရတယ်။ဒါကြောင့်ဘုရားသခင်ကကျွန်တော်ပေါ်မှာအကျွင်းမဲ့ချစ်တော်မူသောဘုရားဖြစ်တယ်။ဒီဘုရားသခင်ကိုကျွန်တော်အားလုံးကတို့ရှင်အမြဲတမ်းလည်းဆက်သွယ်ပြုလို့ရတယ်။ဘုရားဒီမှာအမြဲတမ်းလာဖို့လည်းအဆင်ပြေတယ်။ဒါကြောင့်ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းလက်ကမ်းကြိုဆိုနေတာလေ။ဒါဒီနေ့ကျွန်တော်ကတို့ရှင်ဘုရားဒီကိုနေ့စဉ်နေ့ရက်များသွားဖို့ညံအတွက်ဒီချစ်တဲ့မိတ်ဆွေတို့ဘုသူတာဝင်လဲ။ယနေ့ကျွန်တော်ကျမတို့ရဲ့တာဝင်ပဲ။ကျွန်တော်ကျမတို့ကတို့ရှင်ဘုရားကိုတကယ်ချစ်ရင် ဘုရားဒီကိုအမြဲသွားနေမှာဖြစ်တယ်ဘုရားဒီမှာအမြဲတမ်းဆုတောင်းနေမှာဖြစ်တယ်ဘုရားနဲ့အမြဲတမ်းတိုင်ပင်ပေါ်တိုင်ပင်ဘက်အနေနဲ့ကျွန်တော်ကဆွေးနွေးနေမှာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါ့လို့ဒါသခင်ယေရှုကလည်းပဲဒီကမ္ဘာလောကမှာလာရောက်ပြီးတော့တက်တော်ထင်ရှားတဲ့ခါမှာသူ့ရဲ့အဖခမဲတော်ဒီမှာဆိုရှင်သူကအမြဲဆုတောင်းတယ်เนาะဒီမှာဘာပြောလဲဆိုတော့တိတ်ဆိတ်စွာဆုတောင်းခြင်းဖြင့်အချိန်ကုန်လွန်စေခဲ့တယ်တဲ့လောကကိုအောင်မြင်နိုင်ဖို့ရန်အတွက်လောကမှာလာရောက်အသက်ရှင်တဲ့ခါမှာ ဒီအပြစ်ကြေးကြုံဘောကနေမှာလူသားတွေလွတ်မြောက်ဖို့ရန်အတွက်ဒီစီမံကိန်းအတွက်လာတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘာဖြစ်လဲသူ့ရဲ့ခမဲတော်ဘုရားသခင်နဲ့အမြဲတမ်းပဲအဆက်အသွယ်ပြုခဲ့တယ်။နော်အမြဲတမ်းပဲဆုတောင်းတယ်ဆိုတာကိုတွေ့ရမယ်။ဒါကြောင့်သခင်ယေရှုကဆိုရှင်ဆုတောင်းခြင်းဖြင့်သူကဆိုရှင်တကောခွန်အားကိုရရှိခဲ့တာတွေ့ရလိမ့်မယ်။နော်သခင်ယေရှုကဆိုရှင်သူ့တဘောသူ့မနှောနဲ့သူ့အလိုချလောကမှာဆိုရှင် အသက်ရှင်ခဲ့တာမဟုတ်ဘူး။သူခမဲတော်ဘုရားသခင်ရဲ့အလိုချသူကအသက်ရှင်ခဲ့တယ်။ ခမဲတော်ဘုရားသခင်ထံမှာအမြဲတမ်းပဲတိုင်ပင်ပေါ်တိုင်ပင်ပဲလှုပ်တယ်။စွတောင်းခြင်းမှုကိုအမြဲပြုတယ်။ဒါကြောင့်သခင်ယေရှုကဘာရရှိလဲ။တကိုးခွန်အားကိုရရှိတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လည်းပဲစွတောင်းခြင်းတကိုးခွန်အားကိုရရှိစေနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဘာလုပ်အောင်မလဲ။ဘုရားသခင်ထံပါမှာအတူတကွကျွန်တော်စွတောင်းခြင်းမှုအမြဲပြုဖို့ရန်အတွက်အလုံးမအပြည့်ရည်ကြည်ပါတယ်။ဒါကျွန်တော်တို့ကတော့ရှင်စွတောင်းဖို့နီလန်းနားလေလာတာနဲ့အမျှ ဝိညာဉ်ခွန်အားလည်းပဲပုံမပြီးတော့တိုးတက်ကြီးထွားလာမှဖြစ်တယ်။ဒါနဲ့ကျွန်တော်ဆူတောင်းခြင်းမရှိရင်ကျွန်တော်ရဲ့ဖရာသခင်ရဲ့သားသမီးတို့များရဲ့အသက်တာကဝိညာဉ်ရဲ့ကအသေးပဲ။ရှင်းတန်နေတာမဟုတ်ဘူးဝိညာဉ်ရဲ့ဘက်မှာရှင်းတန်နေတာမဟုတ်ဘဲနဲ့ဝိညာဉ်ရဲ့ဘက်မှာတည်သွားတာဖြစ်တယ်။ဘာကြောင့်လဲဖရာနဲ့ဆက်သွယ်မှုမရှိတဲ့အသက်တာဟာဘယ်တော့မှဝိညာဉ်ရဲ့တက်တာကရှင်းတန်နေမှာမဟုတ်ဘူး။နော်ဒါကြောင့်ဆူတောင်းခြင်းအမြဲပြုတဲ့သူကဝိညာဉ်ရဲ့တက်တာပုံမပြီးတော့တိုးပွားလာမယ်။ဒါကြောင့်ဆူတောင်းခြင်းအကျိုးကိုလည်းပဲ တကယ်ပဲရရှိတယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသူကအမြဲတမ်းပဲဆူတောင်းခြင်းရဲ့တကူကိုခံစားနေရမှာဖြစ်တယ်ချစ်တဲ့မိစေပေါ့တို့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဆူတောင်းခြင်းလို့ပြောတဲ့အခါမှာလူတိုင်းပြုလုပ်နိုင်တဲ့အရာလည်းဖြစ်တယ်လူတိုင်းကနေ့စဉ်နေ့ရက်မြတ်ဘုရားသခင်ထံမှာဆူတောင်းဖို့ရတဲ့အခွင့်အရေးရှိတယ်ဒါပေမဲ့ဒီအခွင့်အရေးကိုကျွန်တော်အားလုံးကအကျွင်းမဲ့ကျွန်တော်အားလုံးကအခချင်းဝေပေးစရာမလိုဘဲနဲ့ရရှိနေတဲ့အခွင့်အရေးကိုယနေ့လူသားတွေကလက်လွတ်ဆုံးရှုံးနေကြတယ် ဖရာဒီမှာမသွားကြဘူးဖရာဒီမှာစုမတောင်းကြဘူးတနေကုန်နေလို့တစ်ခေါက်စုတောင်းကြမှာစုတောင်းပြကြတာเนาะဒါကြောင့်ဖရာသခင်ကကျွန်တော်ပုံမှာဘလောက်ကောင်းမြတ်တယ်လဲအဲ့ဒီကောင်းချီးစုတေးသူတို့ကျွန်တော်ခံစားတဲ့အခါမှာအရောက်တိုင်းကဝမ်းမြောက်ပြီးတော့ရှင်လန်းပြီးတော့ဖရာရဲ့ဂုဏ်တော်နာမကိုချီးမွမ်းနိုင်ဖို့အခွင့်အရေးကတော့ရှင်ကျွန်တော်စုတောင်းခြင်းပြုမှသာလျှင်ဒီအခွင့်အရေးကိုပြုနိုင်မှာဖြစ်တယ်စုတောင်းခြင်းအားဖြင့်ကျွန်တော်ဘလို့လွတ်မြောက်လာလဲဆိုတာတက်တည်ခံနိုင်ကြမှာဖြစ်တယ်အဲ့တော့စုတောင်းခြင်းရဲ့တကူခါ 罗马被几马的捉走，这里没水路，这里苏丹几马都行。就比如，用几钱阿片就苏丹几木古，没屁股皮的。那但是耶稣基督道都行，没没半塞内就雇个匠，保罗没弄木格子的。那基督道个，就弄鲁达里得了，保罗没弄木格子的，是不？什么？这基督没看见那事实，半夜事实嘛。耶稣的尼巴都千多木皮了耶，刚跟木奈的哥，热切木奈的哥，谁也搬到基督国，谁得米亚都国。 ငါခံရပြီเนาะဒါကြောင့်ခရစ်တော်ယေရှုကတို့ရှင်ဖခင်သခင်ရဲ့အနီးပါခမဲတော်ရဲ့အနီးပါမှာချင်းကပ်ပြီးတော့သူ့အနေနဲ့အသက်ရှင်သွားလာလှုပ်ရှားတဲ့အတွက်ကြောင့်မြင်ကြီးပေါ်၌၎င်းစီရင်ပိုင်သောတကိုးကိုရရှိတယ်တဲ့เนาะအဲ့ဒီတကိုးကိုခရစ်တော်ကခံရတယ်ဆိုပြီးတော့မိမ့်မာထားတာတွေ့ရလိမ့်မယ်ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကဒီတကိုးအရှိန်အဝါကိုကျွန်တော်ရရှိခြင်းကြတဲ့ဝိညာဉ်တကိုးဝိညာဉ်စောမကား ဒါစသည့်အဖြစ်မိသားစုမှာလည်းပဲကြီးပွားမှုတကူတွေကျွန်တော်ရရှိစေချင်တယ်။သို့ပေမဲ့ညာလည်းပဲကျွန်တော်တို့ကလို့ရှိရင်အခွင့်အရေးကိုမရဘဲနဲ့ဘာကြောင့်ဆုံရှုံနေရတာလဲ။အဓိကတော့ချက်သည်မိတ်ဆွေတို့တင်တို့သည်ဘုရားသခင်ထံမှာဆုမတောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်။နော်။ဘုရားသခင်ထံမှာကျွန်တော်အားလုံးကဆုတောင်းမယ်ဆိုရင်တော့အဲ့ဒီဘုရားသခင်ကတကူကကျွန်တော်ဒီမှာဆိုလို့ရှိရင်ဆင်းသက်လာမှာဖြစ်တယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့် ဆူတောင်းဖို့ကျွန်တော်တို့ကိုတိုက်တွန်းလို့ဆိုသလားခရစ်တော်ယေရှုကနော်ခရစ်တော်ယေရှုကကျွန်တော်တို့ကိုလည်းပဲဆူတောင်းဖို့ရန်အတွက်တိုက်တွန်းလို့ဆိုသလားတမန်ကျမ်းစာထဲမှာဆိုရှင်တော့အတိအလေးဖော်ပြထားတယ်တခါသခင်ယေရှုခရစ်တော်ကသူ့ရဲ့သားသမီးတွေကိုအမြဲတမ်းပဲဆူတောင်းခြင်းမှုအမြဲပြုတ်ပြီးတော့နေထိုင်ဖို့သွာလာဖို့စည်စင်ခြင်းခြင်းနဲ့နေထိုင်ဖို့ရန်အတွက်ခရစ်တော်ဘုရားကမိန့်တော်မူခဲ့တယ်မှာချခဲ့တယ်ဆိုတာတွေ့ရလိမ့်မယ်ရှစ်တမိတ်ဆွေပေါ့တို့ဒါကြောင့်ရှင်လုကာခရစ်ဝင်ခန်း၁၈ပိုင်းငယ်တင့်မှာဆိုရှင် လူတို့သည်အားမလျော့ပဲစူးစား၍ဆူတောင်းရမည့်အကြောင်းကိုဥပမာစကားအဖြစ်မိန့်တော်မူသည်ကတဲ့။နော်ခရစ်တော်ကကျွန်တော်လူသားတွေဖြစ်တဲ့အတွက်ကြောင့်အားမလျော့ပဲနဲ့တို့ကစူးစားပြီးတော့ဆူတောင်းရမယ်တဲ့နော်။ဆူတောင်းတာဆိုရှင်အလေးအထဖြစ်သွားဖို့အလေးအကျင့်ဖြစ်သွားဖို့ရတဲ့ကျွန်တော်ကအမလျော့တော်ဆွဲနဲ့စူးစားပြီးတော့ဆူတောင်းရမှာဖြစ်တယ်တဲ့နော်။ဒါမှသာတယ်ကျွန်တော်ကဆိုရှင်မိမိရဲ့ရရှိမဲ့ခံစားရမယ်ဆုကျေးဇူးကောင်းခြင်းမင်္ဂလာကလက်လွတ်ဆုံးရှုံးမှာမဟုတ်ဘူး။ချစ်တဲ့မိတ်ဆွေပေါ့နော်။ဒီမှာဆိုရှင်ခရစ်တော်မိန့်တော်မူခဲ့တဲ့အဲထဲမှာဆိုရှင်တော့ ရှင်တို့ကခရစ်ဝင်အခန်း16ကနေမှာ1ကနေမှာဆိုရှင်ရှစ်ကိုကြည့်လိုက်တဲ့အခါမှာဆိုရှင်ဘာအကြောင်းကိုတွေ့ရမလဲဆိုတော့ဒီတရားသူချင်းနဲ့မုတ်ဆိုးမအကြောင်းကိုတွေ့ရလိမ့်မယ်နော်တရားသူချင်းနဲ့မုတ်ဆိုးမအကြောင်းကိုကြည့်လိုက်တဲ့အခါမှာဆိုရှင်တော့တရားသူကြီးကဆိုရှင်တော့အော်တကယ်နော်ခက်ထန်နဲ့တရားသူကြီးဖြစ်တယ်အဲဒီတရားသူကြီးဒီမှာဆိုရှင်မုတ်ဆိုးမကဆိုရှင်တော့အချိန်ချင်းသွားခဲ့တဲ့အကြောင်းအရာလေးကိုခရစ်တော်ကဆိုရှင်မိန့်မာထားတာတွေ့ရလိမ့်မယ်နော်ဒါကြောင့်ခရစ်တော်ပြောခဲ့တဲ့ဒီပုံမှန်ကိုကြည့်တဲ့အခါမှာဆိုရှင် မြို့တမြို့မှာဆိုရှင်တော့ဒီဖယားတရားမရှိတဲ့เนาะဖယားမကြောက်တဲ့เนาะဒီတရားသူကြီးတယောက်ရှိတယ်တဲ့เนาะသူအားဆိုရှင်ဖယားသခင်ကိုမကြောက်ရုံဘူးလူကိုလည်းပဲအာမနာဓာတ်တဲ့တရားသူကြီးတယောက်ဖြစ်တယ်တဲ့เนาะအဲ့ဒီတရားသူကြီးရှိတဲ့မြို့မှာဆိုလို့ရှင်မုတ်ဆိုးမတယောက်ကဆိုရှင်ရှိတယ်เนาะအဲ့ဒီမုတ်ဆိုးမကတနေ့ကြတော့တရားသူကြီးထံကိုသွားတယ်တရားသူကြီးထံမှာသွားပြီးတော့ကျမဘက်ကိုလေးစားပြီးတော့ ကျွန်တော်ဓမ္မဘက်မှာလို့ရှိရင်တော့ဒီခံစားနေရတဲ့သူ့ရဲ့ဒီတစ်ဖက်သက်ခံစားနေရတဲ့เนาะဒီမကောင်းမှုသူများရှုတ်ချမှုတွေခံစားရတယ်သူများရဲ့အနိုင်ထက်စီးမြင်ပြုတ်တဲ့အရာကိုသူမကခံစားနေရတာဖြစ်တယ်အဲ့ဒီတစ်ဖက်သက်ခံစားနေရတဲ့အရာကိုလက်စားချေရလောက်အောင်ပြည်တံပြန်လဲပြီးတော့စီရင်ပေးဖို့ရန်အတွက်เนาะဒန်စီရင်ပေးဖို့ရန်အတွက်သူမတို့ရှင်သွားပြီးတော့တရားသူကြီးတွေမှာတောင်းတယ်เนาะ တရားသူကြီးကိုသွားပြီးတော့တောင်းလျှောက်တဲ့ခါမှာတရားသူကြီးကခုနကမလဲလူမျက်နာကိုလည်းပဲမထောက်ဘူးအာမနာဓာတ်တဲ့တရားသူကြီးဖြစ်တယ်မဟုတ်ဆုံးမဆိုတော့ပိုဆိုးတာပေါ့ဘာမှပြန်ပြီးတော့မကြည့်ဘူးမျက်နှာလွဲခဲ့ပြည့်လှုပ်ပြီးတော့တရားစီရင်ခြင်းလည်းပဲမပြုတ်ပဲနဲ့ကြာမြင့်စွာနေတယ်တဲ့နော်အဲ့ဒီခါမှာမဟုတ်ဆုံးမကလည်းစွဲမလျှော့ဘူးသူကတော့ရှင်မိမိဘက်မှာယက်တီပြီးတော့တရားစီရင်ပေးဖို့ရတဲ့သူကနေ့စဉ်နဲ့ရက်မြသွားပြီးတော့ဘူတိုက်တယ်နော် ပို့လိုက်ပြီးတော့ तू ပြောပြတယ်တရားစီရင်ပေးပါတရားစီရင်ပေးပါ तू မကြောက်မရွံ့ပဲနဲ့အဲ့ဒီတရားသူကြီးထံမှာအချိန်ချင်းသွားတယ်နော်အချိန်ချင်းသွားတဲ့ခါမှာဆိုရှင်တော့နောက်ပိုင်းမှာဆိုရှင်တော့တရားသူကြီးကဟာငါဆိုရှင်ဘုရားသခင်ကိုမကြောက်ရွံ့ဘူးလူကိုအာမနာဓာတ်တဲ့ तू ဖြစ်တော်ညာလဲပဲဒီမဟုတ်ဆိုးမှာဆိုရှင်ငါကိုနှောက်ရက်တဲ့အတွက်ကြောင့်သူ့ပဲလိုက်တာတရားမစီရင်ဘူးဆိုရင်ငါဆက်လက်ပြီးတော့အဲ့လိုလည်းပဲရမှာမဟုတ်ဘူး ကောင်းကောင်းလဲနေရမှာလဲမဟုတ်ဘူးဒါကြောင့်မလို့ဒီမုတ်ဆိုးမကိုတော့မြန်မြန်တရားစီရင်ပေးမှရတော့မယ်ဆိုပြီးတော့နောက်ဆုံးမှာတို့ရှင်မုတ်ဆိုးမဘက်ကနေမှသူ့ရဲ့ရတဲ့ရတိုက်တဲ့အခွင့်ရေးနဲ့တရားစီရင်ပေးတဲ့ပေးခဲ့တယ်ဆိုတာတွေ့ရမယ်ဒီမှာကြည့်တဲ့ခါမှာတို့ရှင်ကျွန်တော်တို့ကဘုရားသခင်ဒီမှာသွားတဲ့ခါမှာလဲပဲမလျှော့တော့ဆွဲနဲ့ကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်ကတို့ရှင်သွားဖို့အရေးကြီးပါတယ် ်ဘုရားသခင်ဒီမှာအကြိမ်ကြိမ်ဘုရားသခင်ဒီမှာဆုတောင်းမှုရံတွေဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့တစ်ကြိမ်တစ်ခါလေးနဲ့ကျွန်တော်ကတို့ရှင်ဆုတောင်းခြင်းမှုကိုပြုတ်ပြီးတော့ငါဆုတောင်းပါတယ်ဆိုပြီးတော့လက်ကမောင်းခတ်နေဖို့မဟုတ်ဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသားသမီးမှန်ရင်ကျွန်တော်ကတို့ရှင်မလျှော့တော့ဆွဲနဲ့အကြိမ်ကြိမ်ဆုတောင်းဖို့ရံတွေသခင်ခရစ်တော်ကတို့ရှင်မိမ့်မာခဲ့တာတွေ့ရနေမယ်ဒါကြောင့်ဒီဥပမာစကားအပြင်ခရစ်တော်မိမ့်မာတာကတော့အားမလျော့ပဲစူးစမ်း၍ဆုတောင်းကြရမယ်နော်အားမလျှော့ပါနဲ့တဲ့ မရသေးဘူးအာမရှော့နဲ့ရမယ်ဆိုတဲ့ဆန္ဒနဲ့ကျွန်တော်ကတို့ချေဆူတောင်းကြဖို့ရန်အတွက်အလောမပင်ကြီးကြီးတယ်။ဒါကြောင့်ရှင်မသက်ခရစ်ဝင်ခိုင်27ပိုင်းငယ်22မှာလည်းပဲယေရှုခရစ်တော်ကဘလို့မိတ်မာခဲ့တယ်လဲဆိုတော့ယုံကြည်ခြင်းပါရရဲ့ပရဏာပြု၍ဆူတောင်းသမျှတို့ကိုသင်တို့သည်ယားကြလိမ့်မည်ဟုမိတ်တော်မူ၏။ဒါကြောင့်ဆူတောင်းတဲ့အခါမှာကျွန်တော်ကယုံကြည်ခြင်းအပြည့်ဝနဲ့ဖခင်ငါကိုပင်းမယ်ဖခင်မတတ်နိုင်တာဘာမှမရှိဘူးဖခင်ကတကောရှင်ဖခင်ဖြစ်တယ်ဖန်ဆင်းရှင်ဖခင်ဖြစ်စေ အလုံးစုံပြေဝဆုံနေတော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ငါအဲ့အတွက်ပေးကိုပေးမယ်ဆိုတဲ့ဆန္ဒနဲ့ကျွန်တော်ကတို့ရှင်ဆုတောင်းဖို့ဖြစ်တယ်။ဘုရားထံမှာကျွန်တော်အားလုံးကဆုတောင်းတဲ့အခါမှာယုံကြည်ခြင်းအပြည့်ဝနဲ့ဆုတောင်းရင်မရเสียအကြောင်းမရှိဘူး။ဒီမှာခရစ်တော်ကပြောတယ်။ယုံကြည်ခြင်းနဲ့ပရဏာပြုတ်ပြီးတော့ဆုတောင်းသမျှတို့တင်တို့ကရကြလိမ့်မယ်။နော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဆုတောင်းနေတာဘာကြောင့်မပြည့်စုံတာလဲ။ဘာကြောင့်မရရတာလဲ။ဘာကြောင့် အခွင့်ရေးတွေလက်လွတ်ဆုံးရှုံးနေရတာလေအဓိကအသင်ကဆိုရှင်ဘုရားကိုတကယ်အကျွင်းမဲ့ယုံကြည်သလားဘုရားသခင်တမန်တော်တကယ်ယုံကြည်ပြီးတော့ဆုတောင်းရလားเนาะယုံကြည်ကြည်ပြီးတော့ဆုတောင်းမယ်ဆိုရင်တော့ခရစ်တော်ကကျွန်တော်ဘုရားသခင်ကမိတ်မာခဲ့တာလေယုံကြည်ပြီးတော့တောင်းရင်တော့တကယ်ရမယ်ဒါပေမဲ့မလျှော့တော့ဆွဲနဲ့လေတောင်းမယ်ဆိုလို့ရှင်သင်တို့ရဲ့ဘက်မှာဆိုရှင်ငါရှိပေးမယ်ဆိုပြီးတော့ခရစ်တော်ဘုရားကလည်းပဲမိတ်မာတာဖြစ်တယ်ဒါဒီနေ့မှာဆိုရှင်ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းကျွန်တော်ပထမပိုင်းနေရာမှာကျွန်တော်ဒီနေ့ တင်စကားကိုနာတော်တာဆင်းတဲ့ခါမှာဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ခရစ်တော်ကိုယ်တိုင်ကစူတောင်းခြင်းကိုအမြဲပြုပြီးတော့လောကမှာရှိတဲ့ကျွန်တော်လူသားတွေအတွက်เนาะသူပါလို့ရှိရင်အကောင်းဆုံးသော အောင်မြင်တဲ့တကူကိုရရှိသွားတာကစူတောင်းခြင်းတကူကြောင့်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကလည်းပဲကျွန်တော်ရဲ့ဖခင်ယေရှုခရစ်တော်ရဲ့လမ်းပြချက်တွင်တင်ချက်တိုင်းကျွန်တော်အားလုံးကဖခင်ထံမှာနေရစဉ်တိုင်းစူတောင်းကြရမှာဖြစ်တယ် ဆုတောင်းခြင်းမှုကိုအမြဲပြုတ်ပြီးတော့ဘုရားနဲ့များများဆက်သွယ်ရမှာဖြစ်တယ်။ဘုရားနဲ့များများဆက်သွယ်လေလေကျွန်တော်ရသူရှင်စိတ်ချမ်းသာကိုကျမ်းမှာအမြဲဝမ်းမြောက်လေးတွေဖြစ်မယ်။ဒါကြောင့်ဘုရားနဲ့များများဆက်သွယ်လေလေသင်ရဲ့ဘဝတတာကငြိမ်သက်ချမ်းသာတာယာခြင်းအပြည့်အဝကိုခံစားရလေလေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးဆုတောင်းခြင်းကိုဘယ်တော့မှမမေ့မလျော့ဘဲနဲ့ကျွန်တော်တို့ရရှိတဲ့ဒီအခွင့်အရေးကိုအမြဲတမ်းပဲ ြုတ်ပြီးတော့ဘုရားသခင်ထံမှာယုံကြည်ခြင်းပြေဝါနဲ့ကိုစိတ်နှလုံးသုံးပါနဲ့ဘုရားကိုမျက်မှောက်ပြုတ်ပြီးတော့ဆုတောင်းခြင်းမှုပြုတ်နိုင်တဲ့ဘုရားသားသမီးများဖြစ်ကြပါစေကြောင်းကျွန်တော်နေနဲ့ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။ဒါကြောင့်ရှမသက်ခရစ်မင်ခရစ်တော်ရဲ့မာကြားချက်ကိုဘယ်တော့မှမမမေ့ပါနဲ့။ရှမသက်ခရစ်နဲ့28ပိုင်းငယ်18မှာယေရှုသည်နိပါးတို့ချင်းကတ်တော်မူပြီလေ။ကောင်းကင်ပုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကိုရှိသမျှကို ရှိသမျှတို့ကိုငါခံရပြီတဲ့နော်ရှင်လူကခိုင်း၁၈ပိုင်းငယ်၁မှာလူတို့ဒီအားမလျော့ပဲစူးစား၍စူတောင်းရမည်အကြောင်းဥပမာစကားအဖြစ်မိန့်တော်မူသည်ကားဆိုပြီးတော့ရှင်လူကခရစ်ဝင်ခိုင်း၁၈ပိုင်းငယ်၁ကနေ၈မှာနော်ခရစ်တော်ရဲ့မိန့်မာချက်ကိုကျွန်တော်ကတွေးရှိပြီးတော့ကျွန်တော်ဒီပုံပမာလေးကိုသဘောပေါက်ပြီးတော့ကျွန်တော်ကဖရားဒီမှာအကြိမ်ကြိမ်တောင်းလျှောက်ဖို့ရန်အတွက်လုံမပြေရည်ကြည်တယ်။နောက်ရှမသက်ခရစ်ဝင်ခိုင်း၂၁ပိုင်းငယ်၂၂မှာ ယုံကြည်ခြင်းပါလေရဲ့ပရဏာပြုတ်၍ဆူတောင်းသမျှတို့ကိုသင်တို့သည်ရကြလိမ့်မည်ဟုမိန်တော်မူခဲ့သောဖရာသခင်ရဲ့အမိန်တော်ကိုကျွန်တော်အားလုံးကနာခံလိုက်လျှောက်ပြီးတော့ဒီနေ့ဖရာသခင်ထံမှာအမြဲတမ်းပဲဆူတောင်းခြင်းပြုတ်ပြီးတော့ဘုရားသခင်တမယုံကြည်ခြင်းအဖြစ်စိတ်ပါကိုပါဘုရားနဲ့အမြဲစကားပြောနိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးပါဖဲကောင်းကြီးချပေးပါစေ။